ါရှင်ကျွန်မကသတင်းပါဒီနေ့မေလ14ရက်နေ့အတွက် People Spring ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆီးရီးယားတော်လှန်ရေးအစိုးရတမရနဲ့ထရန်တွေးဆောင်ခဲ့တဲ့အကြောင်းကမ္ဘာအစီရင်ဆုံးတမရလို့တင်စားခံရမှုတဲ့ဥရုဂွေးတမရဟောင်းကွဲလွန်သွားတဲ့သတင်းပူတင်နဲ့လူချင်းတွေးဖို့စောင့်နေမယ်လို့ယူကရိန်းတမရပြောတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အမေရိကန်တမရဒေါ်နယ်ထရန့်ဟာဆီးရီးယားရဲ့ဂျာကာလာတော်လှန်ရေးအစိုးရခေါင်းဆောင်နဲ့ Saudi Arabia မှာတွေ့ဆုံခဲ့ပါတယ် ထရန့်ရဲ့ sorry ခီးစဉ်အတွင်းတရားစီစဉ်နေတဲ့သမရအမတ်အရှာရာနဲ့မီလာ၁၄ရက်နေ့မှာတွေ့ဆုံပြီးနိုင်ဝက်လောက်စကားပြောခဲ့တယ်လို့ဆိုပါတယ်။အရှာရာဟာအာနာရှန်ဘာရှာအေယာဆပ်ဦးဆောင်တဲ့ဆီးရီးယားဆိုရကိုဖျောက်ချခဲ့တဲ့တော်လန်ရဲ့တပ်ပေါင်းစုကိုအဓိကဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ထရန့်ကသူဟာဆီးရီးယားနိုင်ငံပေါ်အမေရိကန်ရဲယူပိတ်ဆို့မှုတွေကိုပယ်ဖြတ်ပေးတော့မယ်လို့ကြေညာပြီးတဲ့နောက်အရှာရာနဲ့လူချင်းတွေ့ကြတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်တခုကျော်ကြာမြင့်ခဲ့တဲ့ပြည်တွင်းဆင်အတွင်းမှာထောင်းထောင်းကြေခဲ့တဲ့နိုင်ငံကိုပြန်လည်တိဆောက်ရေးအတွက်အရေးပါတဲ့အလှည့်ပြောင်းတစ်ခုအဖြစ်ညှင်းဆိုခဲ့ပါတယ်။ Trump ကဆီးရီးယားနဲ့ Israel နိုင်ငံတွေကြားပုံမှန်တန်တမာဆက်ဆံရေးပြန်လည်တိဆောက်ဖို့လဲအရှာရောကိုတိုက်တွန်းခဲ့ပါတယ်။နောက်ပြီးဆီးရီးယားဆိုရအနေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍတွေမှာအင်တိုက်အားတိုင်းပါဝင်ကူညီဖို့လဲတောင်းဆိုခဲ့ပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံချိန်တုန်းက Sorry အင်ရှိမင်းတော်မိုဟာမက်ဘင်ဆယ်မန်လည်းအတူရှိနေခဲ့ပြီးတူရကီသမ္မတအာရူဝမ်ကတော့ ဟုံးကော့ဆိုပြီးပါဝင်ခဲ့လို့သိရပါတယ်။ Sorry နဲ့တူရကီအစိုးရတွေဟာ Trump ကို Air Sharra နဲ့တွဲဆောင်စကားပြောဖို့တိုက်တွန်းခဲ့ကြတာပါ။ Emperor ဟာ Trump Air Sharra နဲ့ Benzema တို့တွဲရိုက်ထားတဲ့ပုံကိုလူမှုကွန်ရက်ပေါ်မျှဝေခဲ့ပေမဲ့ဆွေးနွေးပွဲအခမ်းအနားကိုတော့ Trump နဲ့သူလိုက်ပါသွားတဲ့သတင်းတော့တွေကိုဝင်ခွင့်မပြုခဲ့ပါဘူး။ America ဟာလွန်ခဲ့တဲ့2020လောက်အတွင်းအာနာရှင်တမရအာဆက်ကြီးစိုးခဲ့တဲ့အစိုးရကိုပြတ်မှတ်ထားတဲ့စီးပွားရေးပိတ်ဆို့ရေးရုံမှုတွေအများအပြားကိုသတ်မှတ်ကြန့်သုံးခဲ့ပါတယ်။ အာဆတ်ရောသူရဖခင်ဟာမတ်အင်အာဆတ်တို့ပါဆီးရီးယားနိုင်ငံကိုဖိနှိပ်တင်းကျပ်တဲ့စီးမျဉ်းတွေနဲ့အသီးသီးအုပ်ချုပ်ဆုံးမခဲ့ကြတာဖြစ်ပါရဲ့ရှင်။တဘာပေါ်မှာအစင်းရဲဆုံးတမရာလို့ပြောစမှတ်တွင်ခံရဘူးသူအသက်68နှစ်ရွယ်ဥရုဂွေးတမရာဟောင်းဟိုဆေးမိုဂျီကဟာမေလ13ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။2010ကနေ2015ခုနှစ်အထိတောင်အမေရိကဒေသတွင်းနိုင်ငံကိုရွေးကောက်ခံခေါင်းဆောင်ဖြစ်အုပ်ချုပ်ခဲ့တဲ့မိုဂျီကဟာသူ့ရဲ့ရိုးရှင်းပြီးပကာသနနဲပါလာတဲ့လူနေမှုပုံစံကြောင့် အစင်အဆုံးတမရဆိုတဲ့ဂုံပုတ်ကိုရရှိခဲ့တာပါမိုးကြီးကဘာကြောင့်တည်ဆုံသွားတယ်ဆိုတာကိုအတိအကျမသိရသေးပေမဲ့သူဟာအစာပြွန်ကင်းစာကိုကာလရှည်ကြာခံစားနေရကြောင်းသိရပါတယ်မိုးကြီးကဟာတွလရေးပြောက်ကြားခေါင်းဆောင်တူဦးဖြစ်ကနေနိုင်ငံတမရဖြစ်လာခဲ့သူပါသူ့လက်ထက်မှာတိတာထင်ရှားတဲ့လူမှုစီးပွားမူဝါဒပြောင်းလဲတွေကိုအကောင့်ထဲပေါ်ခဲ့ပြီးဥရုဂွေဟာစိတ်ပန်းဖြေဖို့ဈေးကြောင့်သုံးဆွဲခွင့်ပြုတဲ့ပထမဆုံးနိုင်ငံလည်းဖြစ်ခဲ့ပါတယ်။မိုးကြီးကဟာသူ့ရဲ့နိုင်ငံမှာသာမကလန်ဒန်အမေရိကဒေသနဲ့ တကဘာလုံးမှာပါလူသိများတဲ့နိုင်ငံရေးသမားတို့အဖြစ်ရက်တည်ခဲ့ပါတယ်။မူကြီးကဟာသမရဖြစ်လာချိန်မှာချိုးချန့်ချွေသားရေးလမ်းစဉ်ကိုကိုယ်တိုင်တတိယရောက်ကျင့်သုံးပြခဲ့ပါတယ်။နိုင်ငံရဲ့စီးပွားထူးတက်နှုန်းဟာပြင်းပြတစ်နှစ်ကို9ဒသမ4ရာခိုင်နှုန်းရှိခဲ့ပြီးဆင်းရဲမွဲတေမှုနဲ့အလောက်အကန်ရှားပါးမှုပြဿနာတွေကိုလျှော့ချနိုင်ခဲ့ပါတယ်။သူ့ရဲ့သမရတက်တန်းတွင်မူကြီးကဟာသမရအိမ်တော်ကိုပြောင်းရွှေ့နေထိုင်ဖို့ညှင်းဆိုခဲ့ပြီးဇနီးဖြစ်သူနိုင်ငံရေးသမားပျောက်ကြားရင်းမြေဟောင်း လူစီယာတိုပိုလန်စကီးနဲ့တူမိုတီဗီဒီယိုမျိုးပြန်ကနေအိမ်လေးမှာပဲဆက်လက်နေထိုင်ခဲ့ပါတယ်။ပြီးတော့လုံခြုံရေးအစီအမံတွေကိုလည်းအ ਨੇ ချင်းသာထားရှိခဲ့တာပါ။နောက်ပြီးသူဟာအဝတ်အစားကိုတထောက်တတနဲ့ဈေးမကြီးတာတွေကိုပဲဝတ်ဆင်ခဲ့ပြီးမြို့ထဲမှာသူ့ကိုယ်ပိုင်1969 model Volkswagen Beetle ကားပြားလေးနဲ့ဟိုဟိုဒီဒီသွားလာနေတာကိုမကြာခဏတွေ့ရလေးရှိပါတယ်။ဒါကြောင့်လည်းမီဒီယာတချို့ကသူ့ကိုကမ္ဘာအစင်းရဲဆုံးသဘရာအဖြစ်စတင်တင်စာရေးသားခဲ့ကြတာဖြစ်ပါတယ်။ ါပေမဲ့မွန်ကြီးကကတော့အဲ့ဒီညှို့ဆုံမှုကိုသဘောမတူခဲ့ပါဘူး။တကယ်ဆင်းရဲတဲ့သူတွေဟာလောဘကိုအတော်မတတ်နိုင်ပဲထက်ထလိုချင်နေသူတွေသာဖြစ်ကြောင်းအဲ့ဒီအတွက်သူတို့ရဲ့ဆန္ဒတွေဟာအဆုံးလဲမရှိနိုင်ကြောင်းမွန်ကြီးကကအင်တာဗျူးတစ်ခုမှာပြောခဲ့ပူးပါတယ်။တစ်ဖက်မှာလည်းသူ့ရဲ့အစိုးရလက်ထက်မှာအသုံးစေးတချို့မြင့်တက်ခဲ့ပြီးကုန်သွယ်ရေးလုံငွေပြောင်းမှုတွေပုံမကြီးမလာတာကြောင့်အတိုက်အခံတွေကသူ့ကိုငွေကြေးအလဟတ်တာပြုံးသိစေရဆိုပြီးဆွဆွဲခဲ့ပါတယ်။ နောက်ပြီးပညာရေးကဏ္ဍမှာပြုပြင်ပြောင်းလဲရေးရထိထိရရလှုပ်ဆောင်မယ်ဆိုတော့ရွေးကောက်ပွဲကလေးကိုမတည်နိုင်ခဲ့ဘူးဆိုတော့ဝေဖန်မှုတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရမူကြီးကဟာတက်တန်း၅နှစ်တာဝန်ယူပြီးတဲ့နောက်သမရယာဒူးကနေနှုတ်ထွက်ပြီးအထက်လွှတ်တော်အမတ်ပြက်ဆက်လက် တာဝန်ယူခဲ့ပါတယ်။သမရတာဝန်ကနေသူအနားယူခဲ့တဲ့အချိန်တုန်းကမူကြီးကကိုလူထုထောက်ခံမှုက80ရာခိုင်နှုန်းနီးပါးဆက်ပြီးရှိနေသေးပါ။2020ပြည့်နှစ်မှာတော့သူဟာ နိုင်ငံရေးကနေအပီးတိုင်အနားယူပြီးကဘာအနှံ့ကိုရိုးရိုးကုတ်ကုတ်လှက်ပတ်သွားလာရင်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေကြတာဖြစ်ပါတယ်၂၀24မှာတော့မူဂျီကာကသူ့မှာကင်ဆာရောဂါဆွဲကပ်နေပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးအသက်အရွယ်အရနလန်ပြန်ထူဖို့မျှော်လင့်စရာမရှိတော့ကြောင်းပြည်သူတွေကိုအသိပေးခဲ့ပါတယ်ရှင်မင်းနဲ့ချင်းဆိုင်တွေ့ဆုံဖို့အတွက်ရုရှားသမ္မတဗလာဒီမာပူတင်ကိုတူရကီနိုင်ငံမှာသူစောင့်နေမယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီကပြောလိုက်ပါတယ် ။နိုင်ငံကြားကစစ်ပွဲနဲ့ပတ်သက်ပြီးယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးလို့ကြောင်းဆွေးနွေးမှုတွေဟာတူရကီရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာမေလ15ရက်နေ့ကျရင်စတင်တင်ကြောင်းပူတင်ကအရင်ဦးဆုံးအစိုးပြုခဲ့တာပါအဲ့ဒီနောက်ဇီလန်စကီးကနှစ်နိုင်ငံခေါင်းဆောင်တွေတိုက်ရိုက်တွေ့ဆုံမှုကိုတောင်းဆိုပြီးတခြားအဆင့်အရာရှိတွေစကားပြောကြတာဟာအတိတ်ပဲရှိမှမဟုတ်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်မေလ14ရက်နေ့ရောက်တဲ့အချိန်ထိရုရှားအစိုးရကအစ္စတန်ဘူဆွေးနွေးပွဲကိုပူတင်ကိုယ်တိုင်တိုက်ရောက်မလားဆိုတာကိုအတိမပြုသေးပါဘူး ဇီလန်စကီကသူဟာတူရကီမြို့တော်အန်ကာရာမှာရောက်ရှိနေပြီးအစ္စတန်ဘူစီခရီးဆက်ဖို့အသင်းပြန်ထားမယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့၃နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ဆက်ပွဲကိုအဆုံးသတ်နိုင်ရတဲ့အမေရိကန်ရဲ့ကြားပွင့်ညှိနှိုင်းအားထုတ်ပေးနေမှုတွေခကြီးရောက်စေဖို့အတွက်နှစ်ဖက်ခေါင်းဆောင်တွေကိုမျက်နှာချင်းဆိုင်တွေးဆောင်ကြဖို့တိုက်တွန်းထားပါတယ်။ဇီလန်စကီကသူဟာအန်ကာရာမှာရှိနေမှာဖြစ်ပေမဲ့ပူတင်မပါဘူးဆိုရင်တော့သူကိုယ်တိုင်လည်းအစ္စတန်ဘူကဆွေးနွေးပွဲကိုတက်ရောက်မှာမဟုတ်ကြောင်းသတင်းထုတ်တွေကပြောခဲ့ပါတယ်။ ပူတင်ရောက်လာဘူးဆိုရင်စစ်ပွဲရဆိုင်ကိစ္စကိုအမှန်တကယ်အာတီတာမရှိဘူးလို့ယူဆလို့ရတဲ့အတွက်အမေရိကန်နဲ့အနောက်နိုင်ငံတွေကရုရှားပေါ်ရင်းယူပေးဆိုးမှုတွေပုံမတင်းကျပ်ပေးဖို့လဲသူကတိုက်တွန်းခဲ့ပါတယ်။ဇီလန်စကီကသူ့အနေနဲ့အပြည့်အခက်ရဆဲရဲ့အတွက်အစွမ်းကုန်ကြိုးစားမှဖြစ်ကြောင်းဒါပေမဲ့သူ့ဘက်ကအဆိုပြုနိုင်ုံသာရှိပြီးတကယ့်အဆုံးဖြတ်ကိုပူတင်ကပဲရွေးချယ်ရမှာဖြစ်ကြောင်းလဲသူကပြောခဲ့ပါတယ်။အမေရိကန်ဟာထရန့်သမရာဖြစ်လာပြီးတဲ့နောက်စစ်ပွဲရဆိုင်ရဲ့အတွက်ရုရှားရောယူကရိန်းကိုပါအပြင်းထန်ဖိအားပေးနေပါတယ်။ အစ္စတန်ဘူဆွေးနွေးပွဲကိုအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုတက်ရောက်ဖို့ရှိနေပြီးကောင်းမွန်တဲ့ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာဖို့မျှော်လင့်ကြောင်းလည်းထရန့်ကပြောကြားသွားပါတယ်ရှင်။ PBS Print ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။